အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့စနေမာလာ26ရက်နေ့တာကြနေ့အတွက်နောက်ဆုံးရမူလဝတ္ထခန့်မှန်ချက်တွေနဲ့အရေးပေါ်သတိပေးချက်တွေကိုတင်ဆက်ပေးပါတော့မယ်မင်္ဂလာပင်နယ်အော်မြောက်ပိုင်းနယ်အလဲပိုင်းမှာလိပိယာနယ်ရဲ့ဝေါ်အတင်တစ်ခုဖြစ်ပေါ်နေပြီးမနေ့ဖြန်မှာမုံတိုင်းငယ်ဖြစ်အားကောက်လာနိုင်ပါတယ်အတရုတ်ပင်လေကနေစတင်ခဲ့တဲ့ရွာကားစာမုန်တိုင်းဟာအာရုံပြည့်ပြည့်သွားပြီးမုန်တိုင်းရဲ့အကျဉ်းချန်တိုင်တိုင်းတွေဟာရှမ်းပြည်နယ်အရှေ့ပိုင်းမှာလေပွေလိုင်းဖြစ်နေရပ်တန့်သွားတော့မှာဖြစ်ပါတယ် ဒီကနေ့မနက်ပိုင်းမှာဖိလပိုင်ရှေ့ဘက်ပင်လယ်ပြင်အတွင်းတိုက်ဖုံမုန်တိုင်းတွေဖြစ်ပေါ်လာနေပြီးဘူအလွိုင်လိုအမည်ရတဲ့အဲ့ဒီတိုက်ဖုံမုန်တိုင်းဟာတောင်တရုတ်ပင်လယ်အတွင်းကိုဝင်ရောက်လာအောင်မှာဖြစ်ပါတယ်။ဒီကနေ့အတွက်မိုးရသုံးမှုခြေနေတွေကတော့ချမ်းပြည့်ရှေ့ပိုင်းနဲ့တောင်ပိုင်း၊ကရင်မွန်းတနင်္သာရီတိုင်း၊ရန်ကုန်တိုင်းနဲ့အရာဝတီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါရဲ့ရှင်။ရခိုင်ပြည်၊ချင်းပြည်၊မကွေးတိုင်းနဲ့မန္တလေးတိုင်းတို့မှာတော့နေရာစစ်စစ်မိုးရနိုင်ပါတယ်။ကရင်ပြည်နဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာတော့နေရာကျကျ ရှမ်းပြည်မြောက်ပိုင်းကချင်ပြည်နယ်စကိုင်းတိုင်းထပ်ပိုင်းတို့မှာနေရာကွက်ကြောင်မူရနိုင်ပါတယ်။ဒေသအလိုက်အထူးသတိပေးချက်အနေနဲ့ကတော့ဒနုကိုပိုင်အောက်ချုပ်ခွင့်ရဒေသမှာမိုးအလွန်များလိုက်ပြီးအထူးသဖြင့်ရွာငံမျိုးနဲ့အနီးတစ်ဝိုက်မှာသတိပြုဖို့လိုပါမယ်ရှင်။မိုးကုန်းမျိုးနဲ့လာရှိုးမျိုးတွေမှာလည်းမိုးများလိုက်တာကြောင့်တောက်ကြရေရုပ်ပြည့်စီစဉ်တာမြေပြိုတာနဲ့ရေကြီးတဲ့အန္တရာယ်တွေကိုအထူးသတိပြုနေထိုင်ကြဖို့အကြံပြုလိုပါတယ်။မန္တလေးတိုင်းအတွင်းမှာလည်းမိုးများလိုက်ပြီးပြည်ဦးလင်းစင်ကိုင်နဲ့ကြောက်ဆယ်စားတဲ့ဒေသတွေမှာပိုပြီးတော့သတိပြုရမယ့်အခြေအနေဖြစ်ပါတယ်။ မြေကြီးမှုသတိပေးချက်တွေအနေနဲ့စစ်တောင်မြေဟာမဒါမျိုးရဲ့ဆိုရဲရေမှထပ်မှရှိနေပြီးဆက်လက်မြင့်တက်လာနိုင်တဲ့ကြောင့်မြေကန်အနီးမြေနှိပ်ပိုင်းနေထိုင်ကြသူတွေအနေနဲ့ကြိုတင်ပြင်ဆင်သားကြဖို့အကြံပြုလိုပါတယ်ရှင်။တန်လွင်မြေကြီးဟာမနက်ဖြန်မှာတော့ဆိုရဲရေမှအောက်ကိုပြန်လည်ကျဆင်းသွားနိုင်ပါတယ်။ပင်လယ်ပြင်ခရီးသွားတွေနဲ့ကန်ဒီကန်ဝေရေလောက်သားတွေအတွက်အထူးသတိပေးချင်တာကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းနေပါတယ်။ ဒီတိုင်းတို့ဟာတနအိ35မိုင်ထိရှိနိုင်ပြီးလိုင်းအမြင့်ပေ30ပေကနေ12ပေထိရှိနိုင်ပါတယ်။ဒါကြောင့်အရေးတကြီးဆောင်ရွက်ဖို့တွေမရှိဘူးဆိုရင်နေအိမ်မှာနေထိုင်ပြီးနောက်ဆုံးရမိုးလေဝသတင်းတွေကိုစောက်ဆိုင်ကြည့်ရှုနားဆင်ပေးကြပါလို့ပန်ကြလိုပါရဲ့ရှင်။ဘင်္ဂလားပင်လယ်ော်တောက်တရုတ်ပင်လယ်နဲ့ဖိလစ်ပိုင်ပင်လယ်ပြင်တို့မှာမုန်တိုင်းသစ်တွေဇက်တိုက်ဖြစ်ပေါ်နေတာကြောင့်လာမယ့်အောက်တိုဘာလ3မိုင်အထိတနိုင်ငံလုံးမှာမိုးရွာသွန်းမှုတွေများလာနိုင်ပြီးမြင်းရည်နယ်ပင်လယ်ပြင်ချင်းတွေဟာလည်းအထူးသတိပြုဖို့လိုအပ်ပါမယ်ရှင်။ မူလဝတ္တဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေရကြောင်းကျမတို့ CJ platform ရဲ့နောက်ဆုံးရမူလဝတ္တခံမှန်ချက်တွေကိုဆက်လက်စောင့်ကြည့်ပေးကြဖို့ကိုလည်းမြစ်တာရဲ့ခံပါရရှင်။ CJ platform ရဲ့မူလဝတ္တခံမှန်ချက်တွေကိုကြည့်ရှုနားဆင်ပေးခဲ့ကြသူအားလုံးတဘာဝဘေးစစ်ဘေးတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ကျမစင်တီကဆုတောင်းပေးလိုက်ပါရရှင်။မိမိတို့ data တွေမှာဖြစ်နေတဲ့မူလဝတ္တနဲ့ရာသီဥတုအခြေအနေတွေကိုလည်းကိုမတ်မှာမျှဝေပေးခဲ့ကြပါဦးရှင်။